မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖက်စစ်ကောင်စီတက်အတွင်းတိုက်တိုက်ရှုံးနေတဲ့စီရေးမဟာဗျူဟာတွေကိုပြန်လဲတုံးသက်နေပြီအဟိုးချုပ်ကင်မှုကိုရှော့ချပြီးတော့အထက်အမိန်စောင့်စရာမလိုပဲစစ်စင်ရေးအတွက်တိုင်းမှုတွေနဲ့ဗိုလ်ချုပ်တွေကိုအာဏာအပြည့်ပေးဖို့လုပ်နေပြန်တယ်ဆိုပါတယ် မန္တလေးတိုင်းသပိတ်ချင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့ဇယက်ကွင်းနယ်မြေရဲစခန်းကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကမနေ့ကပဲတပ်မှန်သိမ်းပိုက်ရရှိသွားပြီးသပိတ်ချင်းမြို့နယ်ကစစ်ကောင်စီရဲ့တရင်နဲ့စစ်တပ်စခန်းပေါင်း၉ခုအထိသိမ်းပိုက်ရရှိထားပြီးဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတရင်ကတော့အချမ်းဖတ်စစ်ကောင်စီတပ်အတွင်းတိုက်တိုက်ရှုံနေတဲ့ SCA မဟာဗျူဟာတွေကိုပြန်လဲသုံးသပ်နေပြီး ဗဟိုချုပ်ကိုင်မှုကိုရှော့ချပြီးတော့အထက်မိန်စောင့်စရာမလိုပဲစစ်စင်ရေးအတွက်တိုင်းမှုတွေနဲ့ဗိုလ်ချုပ်တွေကိုအာဏာအပြည့်ပေးဖို့လုပ်နေပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်အရေးမြင့်ကရန်ကုန်ခေတ်သိပ်ကိုပြောပါတယ်။လက်ရှိလာရှုမျိုးကစစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးကြာသွားပြီးတဲ့နောက်မှာပဲအကြံဖက်စစ်ကောင်စီတပ်အတွင်းမှာထိပ်ပိုင်းခေါင်းဆောင်တွေကြားတဲ့အထိအကြီးအကျယ်ရိုက်ခတ်မှုတွေရှိနေတယ်ဆိုပါတယ်။အဲ့ဒီနောက်အကြံဖက်မင်းအွန်လိုင်းကိုရိုင်းကသူယုံကြည်စိတ်ချရတဲ့ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တချို့နဲ့အခုလို့ တိုက်တိုင်းရှုံနေတဲ့သူတို့ရဲ့မဟာဗျူဟာကိုပြန်လဲသုံးသက်နေပြန်တဲ့အပြင်လက်ရှိစီရေးပိုင်းကိုလည်းဗဟိုချုပ်ကင်မှုကိုရှော့ချပြီးတော့အထက်အမိန်ဆောင်စရာမလိုပဲစစ်စီရေးအတွက်တိုင်းမှုတွေနဲ့ဗိုလ်ချုပ်တွေကိုအာဏာအပြည့်ပေးဖို့ဆွေးနွေးမှုတွေလုပ်နေပြန်တယ်လို့နေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောထားပါတယ်။လက်ရှိအကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကစီရေးရရှုံနေမှုတွေဟာသူတဦးတည်းကြောင့်မဟုတ်ပဲအစုအဖွဲ့လိုက်ရှုံနေမှုပုံစံသဘောမျိုးနဲ့တုံးသက်ဆွေးနွေးမှုတွေလုပ်လာတာဖြစ်တယ်လို့ လက်ရှိရမခတိုင်းစစ်ဌာနချုပ်ကြီးကြာသွားတာဟာတက်ထဲမှာအကြီးအကျယ်ကြက်ရိုက်နေကြပြီးရမခကြတဲ့အပြင်တိုင်းမှုတွေပါအဖမ်းခံလိုက်ရတဲ့အတွက်စစ်တပ်ထဲမှာစိတ်တပိုင်းဆိုင်ရာအရာအတော်ကြီးကိုကြာစင်းမှုတွေဖြစ်နေကြတာကြောင့်ထိပ်ပိုင်းဗိုလ်ချုပ်တွေကြားမှာအတော်ကိုဖိအားများနေကြတယ်လို့လည်းနေပြီးတော့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်လက်ရှိ2020စစ်စင်ရေးကြီးရဲ့ပထမလှိုင်းနဲ့ဒုတိယလှိုင်းမှာတင်းရှမ်းမြောက်ဒေသတစ်ခုလုံးနိပါကိုစစ်ကောင်စီကလက်လွတ်နေရတဲ့အပြင် ရခိုင်ပြည်နယ်ကချင်ပြည်နယ်ချင်းကရင်နီတင်းသာရီနယ်ကရင်ပြည်နယ်စကိုင်းမကွေးဘကိုစတဲ့နေရာတွေမှာလေစစ်ကောင်စီကစစ်ရေးအရာရှုံးနိမ်မှုတွေကိုသာကြုံတွေ့နေရပြီးနေမြေတွေကိုတဖြည်းဖြည်းလက်လွတ်နေရတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီရဲ့ဇယက်ကွင်းနေမြေရက်စကန်ကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကမနေ့ကပဲတတ်မှန်သိမ့်ပိုက်ရရှိသွားပြီး တပိတ်ချင်းမြို့နယ်ကစစ်ကောင်စီရဲ့တရင်နဲ့စစ်တပ်စခန်းပေါင်း6ခုအထိသိမ်းပိုက်ရရှိထားပြီဖြစ်တယ်လို့မန္တလေး PDF ကနေဒီကနေ့ဩဂုတ်လ12ရက်နေ့မှာပဲတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။ဩဂုတ်လ17ရက်နေ့ဖြစ်တယ်မနေ့ကပဲတပိတ်ချင်းမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့ဇယက်ကွင်းနယ်မြေ yes ကန်ကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိတ်သသိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။လက်ရှိ2029ဒုတိယလှိုင်းစစ်စင်ရေးကြီးနေအတူရှမ်းမစစ်စင်ရေးအဖြစ်မန္တလေးတိုင်းမှာထိုးစစ်ဆင်နေတဲ့မန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ တပိတ်ချင်းမြို့နယ်မှာရှိတဲ့စစ်ကောင်းစီတပ်စခန်းတွေကိုတောင်းလျှောက်သိမ်းပိုက်နေရမှာမနေ့ကသိမ်းပိုက်လိုက်တဲ့ဇယက်ကွင်းနေမြေရဲစခန်းအပါအဝင်အကြံပစကောင်းစီရဲ့ခလာရ148တက်ရင်းနဲ့စစ်တပ်စခန်းပေါင်း6ခုကိုသိမ်းပိုက်ရရှိထားပြီဆိုပါတယ်အဲ့ဒီလိုသိမ်းပိုက်ရရှိထားတဲ့စစ်ကောင်းစီတပ်စခန်းတွေကနေလက်နက်ခဲယံတွေလည်းသိမ်းစီရရှိထားတဲ့အပြင်လက်ရှိမှာလည်းတပိတ်ချင်းမြို့နယ်ကလက်ကျန်စစ်တပ်စခန်းတွေကိုမန္တလေး PDF နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်တိုးစစ်ဆင်တိုက်ခိုက်နေပြီးတပိတ်ချင်းမြို့နယ်မှာစစ်ကောင်းစီကင်းစင်နေမြေဖြစ်ဖို့ အချမ်းဖက်စကောင်းစီတက်ရဲ့စစ်တင်ဒန်းချောင်းနှစ်ခုနဲ့လက်ယုံတက်တစ်ခုသာကြံတော့တယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလေမန္တလေးနိုင်ငံတောင်သာကြောက်ပတောင်းလမ်းမိုက်မှာဂိတ်ချပြီးအထိုင်ချတက်ဆွဲထားတဲ့အချမ်းဖက်စစ်ကောင်းစီရဲ့တက်စကန်ငယ်ကိုဒေါ်လန်ရေးပူပေါင်းတက်တွေကဝင်းရောက်တိုက်ခိုက်ခြေမုံရမှာစစ်ကောင်းစီတပ်သား၄ဦးကတော့ပွဲချင်းပြီးကိုသေကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၃လက်ကိုပါတင်းစီရရှိခဲ့တယ်လို့တောင်သာမြို့နယ်ဘက်ကဖရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်ဟုတ်လား၁၀ရက်နေကပဲ။ တောင်သားကြပ်ပတောင်းလမ်းပိုင်းမှာဂိတ်ချပြီးတော့နေမည်စိုးမိုးရေးအတွက်ဆိုပြီးအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီရဲ့တက်စကန်းငယ်တစ်ခုကိုတော်လှန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်စစ်ကောင်စီတပ်သား၄ဦးကတော့နေရာမှာတင်ပွဲချင်းပြီးကိုသေကုန်ကြတဲ့အပြင်သူတို့စီကနေတနက်၃လက်ကိုပါတိမ့်စီရရှိခဲ့တယ်လို့တောင်သားမြို့နယ်ပကဖရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။တဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ကအချမ်းဖက်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိထားတဲ့ပြင်းထန်ဒဏ်ရာရစစ်သုံးပန်း45ဦးအပါအဝင်မိသားစုဝင်331ဦးကိုဩဂလ17ရက်နေ့ဖြစ်တဲ့မနေ့ကပဲ MNDAA က9ချိန်မြောက်ပြန်လွတ်ပေးခဲ့တယ်လို့ဒေသခံတော်လိုင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။အဲ့ဒီအချမ်းဖက်စစ်ကောင်စီရဲ့လာရှုံရမခတိုင်းစစ်ဌာနချုပ်ကြီးကို MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန် ။ဖန်စီရမိထားတဲ့စစ်ကောင်စီတပ်သား73မှန်တွေရဲ့မိသားစုတွေကို MNDA နဲ့မဟာမိတ်တပ်တွေကအပုတ်လိုက်ပြန်လွှတ်ပေးနေရမှာ။ဩဂလ17ရက်နေ့ဖြစ်တဲ့မနေ့ကတော့စစ်73မှန်မိသားစုတွေနဲ့အတူပြင်းထန်ဒဏ်ရာရထားတဲ့စစ်ကောင်စီတပ်သား55ဦးကိုပါဒဏ်ရာတွေကိုစေကူတာပေးပြီးစစ်တပ်မိသားစုတွေနဲ့အတူစုစုပေါင်းအယောက်331ဦးကိုပြန်လွှတ်ပေးခဲ့တယ်ဆိုပါလေ။ဒါနဲ့ဆို MNDA ကပြန်လွှတ်ပေးလိုက်တဲ့စစ်တုံးမဲ့မိသားစုတွေဟာ၅ချိန်မြောက်ရှိပြီဖြစ်တယ်လို့အရေးအတွက်နဲ့ဆိုရင်လဲစုစုပေါင်းအယောက်တထောင်ကျော်သွားပြီဖြစ်ပြီး အခု၅ချိန်မြောက်လွတ်ပေးလိုက်တဲ့စစ်သုံးဘက်တွေကိုလည်းမဟာမိတ်တပ်တွေက SSPP တက်နဲ့ပူးပေါင်းချိတ်ဆက်ပြီးစစ်ကောင်စီလက်ထက်လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ဒေသခံတော်လိုင်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်အင်းစိန်ထောင်ကနေတာယာဝတီထောင်ထဲပြောင်းရွှေ့လာတဲ့အကျဉ်းသားတွေကိုထောင်ဝင်တန်းတွေကဝလုံးတွေနမတ်ဒုတ်တွေအပြင်မော်တာပူလီဂျိုးတွေနဲ့ပါအကြောင်းမဲ့ရိုက်နေပြီနေဘူးထဲမှာပုံစံထိုင်ခိုင်းပြီးတော့နှိမ့်ဆက်ညှဉ်းပန်းနေတယ်လို့အကျဉ်းသားတွေရဲ့နှိဇက်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ် ပြီးခဲ့တဲ့မတ်လ25ရက်နေ့ကစပြီးအင်းစိန်အချင်းထောင်ကနေသာဝရီထောင်ကိုအချင်းသားတွေပြောင်းရွှေ့ခံရတယ်ဆိုပါတယ်အဲ့ဒီလိုအချင်းသားတွေပြောင်းရွှေ့နေရမှာလေထောင်ဝင်တန်းတွေကအချင်းသားတွေရောက်လာတဲ့နေ့ထောင်ဘူးဝတကားနှစ်ချက်ကြားမှာခေါင်းတွေငုတ်ခိုင်းထားပြီးထောင်ဝင်တန်းတက်ချက်စိုးမင်းဆိုတဲ့သူကစပြီးတော့ဘာအမှုလဲလို့မေးပြီးတာနဲ့အချင်းသားတွေကိုဝလုံးတွေနမတ်ဒုတ်တွေအပြင်မော်တာပူလီဂျိုးတွေနဲ့ပါအကြောက်မဲ့ရိုက်ငတ်ပြီးတော့မြန်မာတက်ထားတဲ့နိုင်ငံရေးအချင်းသားတွေကိုလည်းမင်းတို့ကစာရန်ဖတ်တဲ့ကောင်ဖြစ်တဲ့အတွက် မင်းတို့ကိုပိုရိုက်မယ်ဆိုပြီးတော့ကိုအချက်ပေါင်းများစွာရိုက်နှက်ခဲ့ကြတယ်လို့အကျဉ်းသားတွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်။အဲ့ဒီနောက်နောက်ရက်တွေရောက်တော့လေထောင်ဝင်နန်းတွေကတာယာဝတီထောင်ဟာထောင်သင်းချိုင်းပဲလို့ပြောပြီးအကျဉ်းသားတွေကိုနေပူထဲမှာပုံစံထိုင်ခိုင်းပြီးတော့ကိုအကြောက်မဲ့ရိုက်နှက်ပြီးတော့နှိစက်ညှဉ်းပန်းတာတွေလုပ်နေတယ်လို့လည်းအကျဉ်းသားတွေနဲ့နှိစက်သူတွေကပြောထားကြပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လေကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ